အားလုံးပဲမင်္ဂလာပါ။ဆရာမတို့ပြီးခဲ့တဲ့သင်ခန်းစာမှာတော့ငါအခန်း1ညီအစုခွဲဝင်ပြဿနာနဲ့ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာခေါင်းစဉ်ခွဲလေး၃ခုကိုသင်ယူခဲ့ပြီးဖြစ်ပါတယ်။နောက်ခေါင်းစဉ်ခွဲလေးတစ်ခုကိုဆက်လက်လေ့လာကြကြပါမယ်။ဈေးကွက်ဤလှုပ်ဆောင်ခြင်းများ Pensions of a market. ီကောင်းစီလေးမှာဆိုရင်တော့ဈေးကွက်ဆိုဒီမှာရေပုံရအဖြစ်ကုန်စီနှင့်ဝန်ဆောင်မှုများအရာအဝယ်ပြုလုပ်တော်ဖြစ်စဉ်ဟုသတ်မှတ်နိုင်သည်ဒါရှိသင်ငန်းဆောင်မှာလည်းပြောခဲ့ပြီးသားဖြစ်ပါတယ်ဈေးကွက်၏အဓိကလှုပ်ဆောင်ချက်များမှာလွတ်လပ်သောဈေးကွက်တွင်ကုန်စီနှင့်ဝန်ဆောင်မှုများဝယ်လိုအားနှင့်ရောင်းလိုအားတို့မှတစ်စစ်ထိုကုန်စီနှင့်ဝန်ဆောင်မှုများ၏အရာအဝယ်ပြုသောဈေးနှုန်းနှင့်အရေးအတွက်ပမာဏတို့ကိုသတ်မှတ်ပြဋ္ဌာန်းပေးခြင်းဖြစ်သည် ဒီမှာဆံပါတို့တွေဘာတွေသတ်မှတ်ပြရလဲဆိုရင်ဇီးနှုံးနဲ့ရေရေအတွက်ပမာဏလို့သူကဆိုလိုထားပါတယ်။ဒါဘာကိုဆိုလိုတာလဲဆိုရင်ဆံပါတို့တွေဝယ်လွားတွေတိုးလာတဲ့ကုန်စည်တွေမှာဆိုလို့ရှိရင်ရောင်းချတဲ့သူတွေကဇီးနှုံးတွေတက်လာမယ်။နောက်တစ်ခါအရေအတွက်ပမာဏတွေလည်းတိုးပြီးထုတ်လုပ်လာမှာဖြစ်တဲ့အတွက် ဒါကြောင့်မလို့ဝဲလိုအားရောင်းလိုအားတစ်စင်းဈေးနှုန်းနဲ့ရေအတွက်တွေကိုတတ်မှတ်နိုင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဤလှုပ်ဆောင်ချက်ကိုဆောင်ရွက်တဲ့နေရာမှာအောက်ပါလှုပ်ဆောင်ချက်များလည်းပါဝင်ပါမယ်။လှုပ်ဆောင်ချက်ဘယ်နှခုရှိသလဲဆိုရင်ဆီယာမားတို့တွေဈေးကွက်လှုပ်ဆောင်ချက်လေး၅ခုရှိပါမယ်။ကာကြီးလမ်းညွှန်မှုပေးခြင်း guidance ကာဝေးဈေးနှုန်းရခွဲဝေပေးခြင်း price rationing ကငွေတရင်ဆက်လက်ပေးခြင်း information နဲ့ ဂါကြီးပုံကိုရေးကင်းခြင်း impersonality ငါလွတ်လပ်စွာရွေးချယ်ခွင့်ရှိခြင်း freedom of choice ဆိုပြီးတော့ငါးခုတွေ့ရမှာဖြစ်ပါတယ်ဒီငါးခုထဲမှာဘာရရှိသလဲဆိုတာကိုဆရာမတို့ဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါဈေးကွက်စီးပွားရေးစနစ်တွင်ဈေးကွက်ရေလှုပ်ဆောင်ခြင်းများသည့်အလွန်လျောက်ဖြစ်စဉ်တွေဖြင့်လှုပ်ရှားပြောင်းလဲနေသည်ကိုတဲ့ဈေးကွက်ရန်တရားသို့မဟုတ်ဈေးနှုန်းရန်တရားဟုခေါ်သည်ဒီအကြောင်းအရာလေးကဘာကိုပြောချင်တာလဲဆိုရင်ဆရာမတို့ရှိမှတင်ခဲ့ပါဗျာ ဝဲသူနဲ့ရောင်းသူတဲ့ခြေနေကိုဝဲလူအားနဲ့ရောင်းလူအားကဖော်ပြတဲ့အဲ့ဒီဝဲလူအားနဲ့ရောင်းလူအားတွေမှာတစဉ်ဈေးနှုန်းနဲ့အရေအတွက်တွေပမာဏတွေကိုသတ်မှတ်ပေးတယ်ဆိုတာဟာဆက်ရန်နာရတခုလိုလဲပတ်နေတာကိုသူကဆိုလိုချင်တာဖြစ်တဲ့အတွက်ဈေးကွက်ရန်တရားသို့မဟုတ်ဈေးနှုန်းရန်တရားလို့သူကဆိုလိုချင်ဖြစ်ပါတယ်။အကကြီးလမ်းညွှန်မှုပေးခြင်းနဲ့တိုင်းပြည်တွင် အကန့်အသတ်နဲ့ရှိနေသောကုံထုံးအင်အားစုများအားမြည်တို့မြည်ပုံခွဲဝေ300ရာမြို့ကိုဈေးနှုန်းရန်တရားက လမ်းညွှန်ပေးခြင်းဖြစ်သည်ဒီနောက်ညနေရနေ့လမ်းညွှန်ပေးတာလေးတွေကိုဆက်ကြည့်ပါမယ်ရေပုံအားဖြင့်ဝဲလိုအားတွန်းနေသော ကုန်စည်များ၏ဈေးနှုန်းများတွင်မြင့်မားလာတတ်ပြီးထိုမြင့်မားသောဈေးနှုန်းများကလုပ်ငန်းများအား၎င်းကုန်စည်မျိုးထုတ်လုပ်မှုကိုတိုးချဲ့ရန်ညွှန်ပြပေးပါသည်ဝဲလိုအားတိုးတဲ့ဈေးနှုန်းတွေမြင့်မားလာတဲ့ဒါဆိုရင်ထုတ်လုပ်တဲ့သူတွေကိုတိုးချဲ့ထုတ်လုပ်ဖို့ညွှန်ပြပေးပါသည် အလားတူပါပဲတခြားတစ်ဖက်မှာဆိုရင်တော့ဝယ်လိုအားတွေညွန်နေသွားသောကုန်စည်များ၏ဈေးနှုန်းများသည်ကျဆင်းလာတတ်ပြီးကျဆင်းနေသောဈေးနှုန်းများကလုပ်ငန်းများအားထိုးကုန်စည်မျိုးထုတ်လုပ်မှုကိုရှော့ချရန်ညွန်ပြပေးသည်ဝယ်လိုအားတွေညွန်နေသွားတဲ့ဈေးနှုန်းတွေကျဆင်းလာတဲ့ရှော့ချပြီးတော့ထုတ်ရန်ညွန်ပြပေးသည်ဒီတို့ဖြင့်ဈေးနှုန်းများသည်ရောင်းသူနှင့်ဝယ်သူတို့အကြားအချက်ပြဆက်သွယ်ပေးနေသောသဘောရှိပြီး ်ကုံထုတ်အင်အားစုခွဲဝေအသုံးပြုမှုကိုလမ်းညွှန်ပေးလျက်ရှိပါတယ်ဈေးနှုန်းရခွဲဝေပေးခြင်းကုန်စည်နှင့်ဝန်ဆောင်မှုများ၏မြင့်မားလျက်ရှိသောဈေးကွက်ဈေးနှုန်းများ၌ထုတ်လုပ်ရောင်းချသူတို့သည် ထုတ်လုပ်ရောင်းချသည့်ပမာဏကိုတတ်နိုင်သမျှတူးချက်ကြသည်ဒီမှာဆရာမတို့ကဈေးနှုန်းလို့ပြောတဲ့အတွက်ဈေးနှုန်းနေပေါ်မှာကြည့်ပါမယ်ဈေးနှုန်းမြင့်ရင်ဒိုးပြီးတော့ထုတ်ပါမယ် ဒါကရောင်းချသူဘက်ကဖြစ်ပါတယ်။ဝယ်ယူသူများနေဖြစ်မှုတဲ့မြန်မာနေသောဇင်းတို့များ၌ဝယ်ယူမှုကိုတတ်နိုင်သမျှရောချကြမည်ဖြစ်သည်တဲ့။ဆရာမတို့ဝယ်ယူသူများအနေဖြင့်လည်းဇင်းတို့ပေါ်မှာမူတည်ပြီးတော့ဇင်းတို့နေမြန်မာလာပြီဆိုရင်ဝယ်ယူမှုတွေကိုတတ်နိုင်သမျှရောချမှာဖြစ်ပါတယ်။ပြန်လာဖြစ်ပြန်လာအဖြစ်ပြောမယ်ဆိုရင်ဇင်းတို့နေမြင့်လာပြီဆိုရင်ထုတ်လွှတ်တဲ့သူကတိုးပြီးထုတ်မယ်ဝယ်တဲ့သူကရှော့ပြီးတော့ဝယ်မှာဖြစ်ပါတယ်။ ဤသို့ဖြင့်ဈေးကွက်ရန်တရားသည်မိများထုတ်လုပ်မည်မိများဝယ်ယူမည်စသည်တို့ကိုဈေးနှုန်းအရာ ဆုံးဖြတ်ဆောင်ရွက်ပေးပါသည်။ကားငယ်သတင်းဆက်လက်ပေးခြင်းထုတ်လုပ်သူများအနေဖြင့်ဈေးကွက်ဈေးနှုန်းများရမိမိတို့ဤထုတ်ကုန်များအပေါ်ဝယ်သူတို့ဤစိတ်ဝင်စားမှုကိုသိရှိနိုင်သည်ဒီမှာထုတ်လုပ်သူတွေဟာသူ့ရဲ့ကုန်ပစ္စည်းကိုထုတ်လုပ်လိုက်မယ်ထုတ်လုပ်ပြီးလို့ရှိရင်သူရောင်းချခြင်းနဲ့ဈေးနှုန်းတစ်ခုကိုသတ်မှတ်လိုက်မယ်အဲ့ဒီသတ်မှတ်လိုက်တဲ့ဈေးနှုန်းပေါ်မှာပဲဝယ်သူတွေဟာ ဝယ်မှုတွေပိုပြီးများလာတယ်ဝယ်လို့အားတွေတိုးလာတယ်ဆိုရင်အဲ့ဒီကုန်စည်ပေါ်မှာဝယ်သူတွေဟာစိတ်ဝင်စားမှုရှိတယ်ဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်ဝယ်ယူသူများအနေဖြင့်လည်းကုန်စည်တီးသည့်နိုင်ရှင်စင်းတို့များအရမြည်သည့်ကုန်စည်ကိုမြည်မြဝယ်ယူမိဟုသောဆုံးဖြတ်ချက်ကိုချမှတ်နိုင်ပါတယ်ဒီမှာပါလို့ဆိုလိုတာလေဆိုရင်ဥပမာကော်ဖီချိုင်းနဲ့တက်တူဆိုပါစို့အဲ့ဒီကော်ဖီချိုင်းနဲ့တက်တဲ့သူကကော်ဖီမျိုးစားအမျိုးမျိုးတွေမှာကိုရဲ့ဈေးနှုန်းတွေကိုနှိုင်းရှင်ကြည့်မယ် နိုင်ရှင်ကြည့်ပြီးသွားလို့ရှိရင်အဲ့ဒီနိုင်ရှင်ရဲ့ဈေးနှုန်းလေးကမှသူကြိုက်နေတတ်တဲ့ coffee ကိုရဲ့ဈေးနှုန်းဈေးနှုန်းတစ်ခုမှဘလောက်ဝယ်မယ်မိမြဝယ်ယူမယ်ဆိုတာတွေကိုဆုံးဖြတ်ချက်တွေဈေးနှုန်းပေါ်မှာမူတည်ပြီးသတ်မှတ်မှာဖြစ်ပါတယ်။ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။ဤသို့ဖြင့်ဈေးနှုန်းရန်ရသည်တဲ့ဈေးကွက်တွင်ပါဝင်သူများအားဈေးစကားတက်တာစွာဖြင့်သတင်းချက်လက်များကို ပေးလျက်ရှိကြောင်းတွေ့ရပါတယ်။ဈေးနှုန်းရန်ရသည်တဲ့ငွေကြေးအရပေးနိုင်စွမ်းအတိုင်းလှုပ်ရှားဆောင်ရွက်ပေးခြင်းကြောင့် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကုန်စည်ဈေးနှုန်းကို ပေးစွမ်းနိုင်သူများသာရင်းကုန်စည်ကိုရရှိကြမည်ဖြစ်ပြီးပေးနိုင်စွမ်းမရှိသူများသည်ရင်းကုန်စည်ကိုမရရှိနိုင်ပေ။ဤသို့ဈေးကွက်သည်ဝယ်နိုင်စွာအတိုင်းတိကျစွာတုံ့ပြန်မှုပေးခြင်းကြောင့်ပို့ကိုရခြင်းသည်လုံဆောင်ချက်ကိုဆောင်ရွက်ပေးသည်တဲ့။ဒီမှာဆရာမတို့ရဲ့ဘာဝဆိုလိုတာလဲဆိုလို့ရှိရင်ဆရာမတို့တွေအင်ဂျင်ဆိုင်တစ်ဆိုင်ကိုသွားမယ်ဆိုပါစို့အင်ဂျင်တစ်ထည်ကိုတွေ့တယ်အင်ဂျင်တစ်ထည်မှာ3000လို့သူကပြောမယ်။ ဒါဆိုရင်အဲ့ဒီအင်ဂျင်သုံးတောင်းကိုအဲ့ဒီအချိန်အဲ့ဒီနေရာမှာအဲ့ဒီငွေကြေးကို ပေးချေနိုင်တဲ့သူကလားအဲ့ဒီပစ္စည်းကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာသူနဲ့ခင်မင်းတဲ့သူအတိမိတ်ဆွေတယောက်ယောက်ဘသူပဲဖြစ်ဖြစ်ပေါ့။အဲ့ဒီပုံကိုတယောက်ယောက်ကအဲ့ဒီငွေကြေးကိုအဲ့ဒီအချိန်အဲ့ဒီနေရာမှာပေးချေနိုင်ခြင်းမရှိဘူးဆိုရင်တော့အဲ့ဒီအင်ဂျင်ကိုရမှာမဟုတ်ပါဘူး။ ဒါကိုဘာလို့ဆိုလိုချင်လဲဆိုရင်ဝယ်နိုင်စွမ်းအားအတိုင်းတိကျစွာတုံ့ပြန်မှုပေးခြင်းကြောင့်ပုံကိုရခြင်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်လွတ်လပ်စွာရွေးချယ်권ရှိခြင်းမီဒီစီဝိုင်းစနစ်မှာမဆိုအချိန်နဲ့ကုန်ထုံးအင်အားစုများသည့်အကန့်အသတ်ဖြင့်သာရရှိနိုင်သည်တဲ့။ဤကန့်သက်ချက်ပေါင်းအတွင်းဈေးကွက်ရန်များသည့်ဈေးကွက်တွင်ပါဝင်သူများအားစီဝိုင်းဆိုင်ရာဆုံးဖြတ်ချက်များကိုလွတ်လပ်စွာ ချမှတ်နိုင်ရန်အထောက်အကူပြုပေးပါသည်ဈေးနှုန်းပြောင်းလဲမှုပေါ်မူတည်၍လူတို့၏အလောက်ကိုင်းအပြုမှုဝယ်ယူပုံတံစသည်တို့လည်းပြောင်းလဲရပါသည်ဈေးနှုန်းတွေပြောင်းလဲလာတဲ့အခါမှာလူတွေကကိုယ့်ရဲ့အလောက်ကိုင်းတွေကိုပြောင်းလဲကြပါတယ်ဈေးနှုန်းတက်လာပြီဆိုရင်သူမူလအလောက်ကိုင်းတဲ့ပို့ပြီးတော့ကောင်းမွန်တဲ့အလောက်ကိုင်းကိုသူရှာဖွေမှာဖြစ်ပါတယ်အဲ့လိုပြောင်းလဲလာလို့ဈေးနှုန်းတွေကတကယ်လို့မြတ်တက်လာပြီဆိုရင်သူနေ့စဉ်ဝယ်ယူတဲ့စားသုံးတဲ့ကုန်စည်တဲ့ဝန်ဆောင်မှုရဲ့ပုံသဏ္ဍာန်အပြုမှုတွေလည်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ကုန်စည်များဤနိုင်ရှင်စင်းလုံးများပေါ်အခြေပြု၍လွတ်လပ်သွားဝဲယူရောင်းချနိုင်မှသာလွတ်လပ်စွာရွေးချယ်ဝင်ဟူသော လုံဆောင်ချက်ကိုဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။လွတ်လွတ်လပ်လပ်နဲ့ စကောဆန်ဥမာဆန်ဆိုင်တဆိုင်ရောက်သွားမယ်ဆိုရင်ဆန်မျိုးစားပေါင်းများစွာကိုခင်ကိုကိုပြသထားမှာဖြစ်ပါတယ်အဲ့ဒီမာမဈေးနှုန်းမျိုးမျိုးကိုလည်းတွေ့ရမယ်ဒါဆိုရင် तू ကလွတ်လွတ်လပ်လပ်ရောင်းချထားတာရောင်းချခွင့်ရရှိထားတယ်အဲ့လို तू လွတ်လွတ်လပ်လပ်ရောင်းချထားတဲ့အပေါ်မှာဝယ်ယူမဲ့ तू ကလည်းဆန်မျိုးစားအမျိုးမျိုးကိုနော်ရွေးချယ်ခွင့်ရရှိမှာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။မြန်မာတို့ရဲ့အခန်းတရနောက်ဆုံးခေါင်းစဉ်လေးဖြစ်တဲ့ဈေးကွက်အမျိုးမျိုး types of market ဆိုတဲ့ခေါင်းစဉ်လေးကိုဆက်လက်လေ့လာကြည့်ရအောင်ပါ။ ဈေးကွက်ကိုတဲ့ထုတ်ကုန်ဈေးကွက်နဲ့အင်အားစုဈေးကွက်ဟုပြီးတော့အဓိကအားဖြင့်နှစ်မျိုးခွဲခြားနိုင်ပါတယ်။ဒါဆိုရင်ဆရာမတို့ထုတ်ကုန်ဈေးကွက်ကလေးကိုအရင်လေ့လာကြည့်ကြပါမယ်။ထုတ်ကုန်ဈေးကွက်ဆိုတာဘာတွေလဲ။ဒီထုတ်ကုန်ဈေးကွက်များ product market ထုတ်ကုန်ဈေးကွက်များမှာတဲ့မိမိတို့၏လိုရင်းစံနာများကိုဖြည့်ဆည်းရတဲ့အသုံးပြုသောကုန်ပစ္စည်းများကုန်စည်နှင့်ဝန်ဆောင်မှုများကိုအိမ်အောင်စုများက ဝယ်ယူတော့ဈေးကွက်ဖြစ်ပါသည်ဒီမှာဆီယမ်မတော့ကုန်စည်ကိုဝယ်လိုက်ပြီဆိုရင်ဝန်ဆောင်မှုက တွဲပါလာတတ်ပါတယ်ဆီယမ်မတော့ဆန်ဆိုင်တစ်ဆိုင်ကိုသွားပြီးဆန်ဝယ်တော့မယ်ဆိုရင်အဲ့ဒီဆန်ဆိုင်ကဆန်မျိုးစားတွေရှင်းပြမယ်ပြီးရင်ဈေးနှုန်းကဘလောက်ဝန်ဆောင်မှုကအိမ်ထိရောက်ပို့ပေးပါမယ်တခါလေမှာကြလို့ရှိရင်ဘယ်ဆန်ကပို့ပြီးတော့ချက်လို့ကောင်းလဲဘယ်ဆန်ကတော့တိတ်ပြီးဆန်သားမကောင်းဘူးဆိုတာမျိုးတွေဟာဝန်ဆောင်မှုတွေပါကုန်စည်ဆိုရယ်ဆန်ဝင်လိုက်တဲ့နေရာမှာဝန်ဆောင်မှုဟာတွဲလျက်ပါပြီးသားဖြစ်ပါတယ် နောက်တစ်မျိုးကကြတော့ဆီယမ်မရွေအိမ်အောင်စုမှာရှိတဲ့သူကဈေးကိုသွားမယ်ဆိုလို့ရှိရင်အဲ့ဒီဈေးကိုသွားဖို့အတွက်အပြန်ကုန်ပစ္စည်းတွေမနိုင်ရင်စိုက်ကားဒါမှမဟုတ်စိုက်အတခုခုကိုကားဖြစ်ဖြစ်ငားရံပြီးစီးလာရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဆီယမ်မရွေကုန်စည်ဝယ်ရင်းနဲ့ဝန်ဆောင်မှုပါပါလာတယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆီယမ်မရွေကကုန်ပစ္စည်းလို့ပြောလိုက်ပြီဆိုတာနဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွဲလျက်ရှိနေတယ်ဆိုတာကိုလည်းသိထားဖို့လိုပါတယ် ထောက်ကုံဈေးကွက်များတွင်အိမ်တော်စုများကကုန်စည်နှင့်ဝန်ဆောင်မှုမျိုးမျိုးကိုငွေချေးဖြင့်ဖလှယ်ရယူကြပြီးလုပ်ငန်းများကငွေချေးရရှိရေးအတွက်ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရောင်းချကြပါသည်။ဆီယမတို့အိမ်တော်စုတွေကဆီယမတို့နေစင်စာတုံးတဲ့ကုန်စည်တွေဓမ္မပုံရင်ဆီယမတို့သာသမီတွေဓမ္မပတဲ့ဓမ္မပုံဒူဒူမတွေအတွက်ပညာရေးဓမ္မပုံကျမ်းမာရေးစသည်အတွက်ဝန်ဆောင်မှုတွေကိုလည်းငွေချေးနဲ့ဖလှယ်ရယူကြတယ်။အဲ့ဒီလိုပဲလုပ်ငန်းတွေကလည်းပဲ ုံစီနဲ့ဝန်ဆောင်မှုတွေရောင်းချရင်းပြီးငွေကြေးရရှိဖို့လှုံ့ဆောင်ကြတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။အိမ်နောင်စုများကမိမိဝငွေတရက်ဖြင့်စိတ်ကျဉ်းနှံမှုအများဆုံးရရှိရတဲ့ဈေးနှုန်းအနည်းဆုံးပေး၍လုပ်ငန်းများထံမှကုန်ပစ္စည်းများကိုဝယ်ယူလိုကြသည်။ဒါကဘာဖြစ်လို့လဲဆိုရင်အိမ်နောင်စုဟာဝယ်ယူရတဲ့သူ ဖြစ်လို့ပါ။ဝယ်ယူရတဲ့သူတော်တော်များများဟာသူကဈေးနှုန်းကိုချိုးတာများချိုးတာအနည်းဆုံးဖြစ်မှသာလျှင်ဝယ်ယူလိုကြပါတယ်။ လုပ်ငန်းများကတော့အမြတ်အများဆုံးရရှိရေးတွေဈေးအမြင့်ဆုံးပေးသူဟာ၎င်းတို့ ကုန်ပစ္စည်းများကို ရောင်းချလိုကြသည်ဒါကတော့လုပ်ငန်းတွေဟာရောင်းချတဲ့သူဖြစ်ပါတယ်ရောင်းချတဲ့သူကတော့ဈေးအမြင့်ဆုံးနဲ့ဈေးများများရမှသာရောင်းချခြင်းပါတယ်လုပ်ငန်းများကအမြတ်အများဆုံးပေးသူဟာ၎င်းတို့ကုန်ပစ္စည်းများကိုရောင်းချလိုကြသည်တဲ့ဒီနေရာမှာတော့လုပ်ငန်းတွေကရောင်းချတဲ့သူဖြစ်တဲ့အတွက်သူကတော့ဈေးအမြင့်ဆုံး ပြချင်ပါတယ်။ဒါဟာဝယ်သူနဲ့ရောင်းသူရဲ့သဘောပဲဖြစ်ပါတယ်။ဝယ်ယူမဲ့သူတိုင်းဟာဈေးအနေဆုံးဈေးချိုမှဝယ်ခြင်းနဲ့ရောင်းချမဲ့သူကတော့ဈေးမြတ်များဆုံးနဲ့ဈေးအမြင့်ဆုံးရမှသာ ရောင်းခြင်းနဲ့ဒါဒီသဘောလေးကိုသိဖို့လိုပါတယ်။ဤသို့ဖြင့်ရောင်းသူဝယ်သူသဘောတူသည့်ဂျင်နက်တီအခြေအနေတည်းဖြစ်ပေါ်လာပြီးရောင်းသူတောင်းဆိုသည့်မြင့်မားသောဈေးနှုန်းနဲ့ဝယ်သူပေးသည့်နေကြသောဈေးနှုန်းတို့ကြား အားမြဈေးနှုန်းကိုအမတ်ပြထားပေးနိုင်ပြီဖြစ်သည်ဒီအကြောင်းအရလဲဆရာမတို့ရှေ့သင်ခန်းစာမှာနှစ်ဦးနှစ်ဖက်သဘောတူချင်တဲ့အခြေအနေဆိုတာလေး ਨੇ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့မှာထုတ်ကုန်ဈေးကွက်မှာဈေးကွက်လေးနှစ်ခုထပ်ပြီးတော့ကွဲသွားတာလေးကိုလေ့လာကြည့်ပါမယ်ထုတ်ကုန်ဈေးကွက်တွင်ကာကြီးကုန်စီဈေးကွက်နှင့်ခါခွေးဝန်ဆောင်မှုဈေးကွက်ဟူ၍တွေ့ရပါသည်တဲ့ ဒီနေရာမှာလဲဒီကုံစည်းဆိုတာလဲဆရာမတို့ခန်းတရှင်းမှာသင်ခဲ့ပြီးသားဖြစ်ပါတယ်အတော်မတန်သည့်လူရင်းဆန္ဒသင်ခန်းကောင်သင်ခန်းစာမှာ သင်ခဲ့ပြီးသားဖြစ်ပါတယ်ဝန်ဆောင်မှုအကြောင်းကိုလဲဆရာမတို့တွေအဲ့ဒီသင်ခန်းစာလေးထဲမှာပဲသင်ယူခဲ့ပြီးဖြစ်ပါတယ်ကုံစည်းဈေးကွက်တွင်လဲစားသုံးကုံစည်းများအပါဝင် လူသုံးကုံပစ္စည်းမျိုးမျိုးကိုလက်လီလက်ကရောင်းဝယ်မှုများပါဝင်သည်တဲ့ကုံစည်းလို့ပြောပြီးဆိုရင်ထိတွေ့ကင်တွယ်လို့ရတဲ့အရာတွေကိုရောင်းဝယ်ဖောက်ကောက်မှုပြုရဲဆိုတာကိုချင်းတင်ကန်းစာမှာလည်းတင်ခဲ့ပြီးသားဖြစ်ပါတယ် ဝန်ဆောင်မှုဈေးကွက်တွင် ကုန်သွယ်ရေးပညာရေးကျန်းမာရေးစသည့်ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးတို့၏ရောင်းဝယ်ခြင်းများလည်းပါဝင်သည်ခေါင်းစဉ်ကွဲလေးနံပါတ်2ဖြစ်တဲ့အင်အားစုဈေးကွက်များ resource market ဆိုတဲ့ခေါင်းစဉ်လေးကိုလေ့လာကြကြရအောင်ပါအင်အားစုဈေးကွက်များမှာ လုပ်ငန်းများကအိမ်တောင်စုများသို့ရောင်းချရန်ထုတ်ကုန်များ ထုတ်လို့ရတွင် အသုံးပြုသောအင်အားစုများကိုဝယ်ယူသည့်ဈေးကွက်များဖြစ်သည် လုပ်ငန်းတွေကအိမ်အောင်စုတွေစီကဘာတွေဝင်มาလဲဆိုလို့ရှိရင်တို့ပိုင်ဆိုင်ထားတဲ့မြေရလှုပ်အားအရင်ကြီးဆိုတာတွေကိုဝယ်ယူมาဖြစ်ပါတယ်ဝယ်ယူပြီးတော့ကုန်ထုတ်လုပ်မဲ့လုပ်ငန်းမှာအဲ့ဒီအင်အားစုတွေကိုလုံးချဖို့အတွက်အဲ့ဒီဝယ်ယူတဲ့ဈေးကွက်ကိုအင်အားစုဈေးကွက်လို့ခေါ်စဉ်ဖြစ်ပါတယ်စီးပွားရေးအဆောက်အုံတွေနဲ့အိမ်အောင်စုများမှာ ကုန်ထုတ်အင်အားစုများကိုပိုင်ဆိုင်သူများဖြစ်ကြပြီး၎င်းတို့ကိုလုပ်ငန်းများသို့ရောင်းချပြီးငွေကြေးရရှိအောင်လုပ်ဆောင်ကြရသည် လုပ်ငန်းများကကုန်ပစ္စည်းများထုတ်လုပ်ရင်လိုအပ်သည့်အင်အားစုများကိုဒီဈေးကွက်တွင်ဝယ်ယူကြသည်အဲ့တော့ဘယ်ဈေးကွက်ကိုပြောတာလဲဆိုရင်အင်အားစုဈေးကွက်ကိုပြောခြင်းဖြစ်ပါတယ်အိမ်နောင်စုများက၎င်းတို့၏အင်အားစုတွေတတ်နိုင်သမျှငွေကြေးအများဆုံးရရှိလိုသောကြောင့်အမြင့်ဆုံးဈေးနှုန်းပေးသော လုပ်ငန်းများသို့ရောင်းချကြမည်။အပြန်အလှန်အားဖြင့်လုပ်ငန်းများကအနိုင်ဆုံးဈေးနှုန်းဖြင့်ရောင်းချမည်အိမ်နောင်စုများထံမှ ်အင်အားစုများကိုဝယ်ယူကြပြီဒီမှာဗာလိကွာခြားချက်ရှိတယ်လဲဆိုရင် ရှေ့တင်ကန်းစာမှာဆရာမတို့ကအိမ်အောင်စုတွေကဝယ်ယူတဲ့သူတွေဖြစ်ပါတယ်အဲ့ဒါကြောင့်ဈေးနှိမ့်ဆုံးပေးပါတယ်တခါလုပ်ငန်းများကတော့အဲ့ဒီမှာရောင်းချတဲ့သူဖြစ်တဲ့အတွက်အမြင့်ဆုံးဈေးတော့အမြင့်များများရမှသာရောင်းချပါတယ်။အင်အားစုဈေးကွက်မှာတော့ဒီလိုမဟုတ်တော့ပါဘူး။အိမ်တော်စုတွေကရောင်းချတဲ့သူဖြစ်သွားပါတယ်။အိမ်တော်စုများကရောင်းချသူဖြစ်သွားပါတယ်။လုပ်ငန်းရှင်များကတော့ ဝယ်သူဖြစ်သွားပါတယ်။ဒါကြောင့်မော်လွဲ့အိမ်နောက်စုများကအမြင့်ဆုံးဈေးနှုန်းပေးမှသာရောင်းချမှာဖြစ်ပါတယ်။သူကရောင်းချတဲ့သူဖြစ်သွားလို့ပါလုပ်ငန်းတွေကတော့ဝယ်ယူသူဖြစ်တဲ့အတွက်အနိုင်ဆုံးဈေးကိုသာပေးပြီးဝယ်ယူခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအင်အားစုဈေးကွက်လေးဟာဆရာမတို့တည်ယူခဲ့တဲ့သင်ငန်းစာရဲ့မြေဆိုလို့ရှိရင်တော့နည်းနည်းလေးထူကြတယ်လို့ဆိုရမှာဖြစ်ပါတယ်ဤသို့ဖြင့်ဈေးကွက်များတွင်ရောင်းသူနဲ့ဝယ်သူသဘောတူချင်တဲ့အခြေအနေတရဖြစ်ပေါ်လာပြီး အားမြစည်းနှုံးကိုသတ်မှတ်ပြဋ္ဌာန်းပေးနိုင်ပြီဖြစ်သည်ဒီအကြောင်းအရာလေးကတော့ရှေ့သင်ခန်းစာမှာပြောခဲ့ပြီးဖြစ်ပါတယ်နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့ဒီအခြေအနေဆိုတာလေး ਨੇ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်အင်အားစုဈေးကွက်များတွင်ねကာကြီးလုံအားဈေးကွက်ခအရင်းကြီးဈေးကွက်နဲ့ကားငယ်ငွေကြီးဈေးကွက်ဟူပြီးတော့တွေ့နိုင်ပါတယ်ဈေးကွက်၃မျိုးအင်အားစုကိုဈေးကွက်ကိုပြန်ခွဲနိုင်ပါတယ်ဒါဆိုရင်ဆရာမတို့တွေခေါင်းစဉ်ခွဲတေးလေးဖြစ်တဲ့လုံအားဈေးကွက်လေးကိုကြည့်ရအောင်ပါ လုံအားဈေးကွက် လေးပါ markets လုံအားဈေးကွက်တွင်လုံအားကိုလုံသားဥယျသို့မဟုတ် အလုပ်ချိန်နှင့်တိုင်းတာသည်ဒီမှာဆိုလို့ရှိရင်အဲ့ဒီဈေးကွက်ထဲမှာဆိုလို့ရှိရင် လုံသားဥယျ9ရောက်ဆိုရင်ဘလောက်တယောက်တည်းဆိုရင်လေဈေးနှုန်းစသည်ဖြင့်ကိုသတ်မှတ်ပေးမယ်နောက်တစ်ခါအလုပ်ချိန်နဲ့တိုင်းတာတယ်မနေ့9နာရီကနေပြီးတော့ညနေ9နာရီထိဆိုရင်လုခလာစားဘလောက်နောက်တစ်ခါအဲ့ဒီလုခလာစားတဲ့မှာ9နာရီနေကျနောက်ထပ်တနာရီအချိန်ပိုဆင်းရင် ဘလောက်ဆိုတာမျိုးတွေသတ်မှတ်ပေးတာတွေပါဝင်မှာဖြစ်ပါတယ်။လုံအားဈေးကွက်တည်တဲ့အဓိကအားဖြင့်လုံသား၅ရန်းချင်းလောက်ခလားစာနှုန်းများသတ်မှတ်ခြင်းတို့ကိုဆောင်ရွက်ပေးသည်တဲ့။လုံအားရောင်းချသူများဖြစ်သည့်လုံသားများဘက်မှလုံသမားအတင်းဖွဲ့တမကများဖွဲ့စည်းကြပြီးလုံအားဝယ်သူများဖြစ်သည့်လုပ်ငန်းရှင်များဘက်မှလုပ်ငန်းရှင်ကြီးများအသင်းများကိုဖွဲ့စည်းချခြင်းဖြင့်ဈေးကွက်ကိုချုပ်ကန်လွှမ်းမိုးရန်စူးစမ်းမှုများကိုတွေ့ရပါသည်။ ဒီနေရာမှာတော့လိုအပ်ရောင်းချတဲ့သူတွေကဒီအသင်းအဖွဲ့တမကတွေဘာလို့ဖွဲ့ရလဲဆိုရင် သူတို့ရဲ့ကိုစားဒီအသင်းဖွဲ့ရနေပြီးတော့သူတို့ရဲ့လောက်ခလာစားတွေညှိနှိုင်းပေးဖို့သူတို့ရဲ့လောက်သမားတွေရဲ့အခွန်လန်းတွေကို ရှာဖွေပေးဖို့အတွက်ကိုစားပြု ခြင်းဖွဲ့စည်းချခြင်းဖြစ်ပါတယ်။လုပ်ငန်းရှင်များကတော့သူတို့ကအလုပ်သမားကိုငှားရတဲ့နေရာမှာဈေးကွက်ကိုချုပ်ကန်လွှမ်းမိုးဖို့အတွက်လုပ်ငန်းရှင်အသင်းကြီးတွေကိုဖွဲ့စည်းချခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့နောက်ထပ်ခေါင်းစဉ်ခွဲလေးတစ်ခုကိုဆက်ပြီးတော့ကြည့်ပါမယ်။ အရင်းကြီးဈေးကွက် Capital Market အရင်းကြီးဈေးကွက်ဒီတဲ့ကာလလက်နဲ့ကာလရှိငွေထုတ်ချေးခြင်းငွေချေးယူခြင်းများနဲ့သက်ဆိုင်သည်ကာလလက်နဲ့ကာလရှိစုစားငွေများနဲ့ငွေဘူးငွေရှင်များကိုချေးယူလိုသူများစက်မှုလုပ်ငန်းကူတန်ရောင်းဝယ်ရေးလုပ်ငန်းများလောက်ကိုင်းလိုသူများထံသို့ချေးငါးခြင်းများကိုဆောင်ရွက်ပေးပါတယ်တဲ့ ကာလလက်ချင်းဝင်များမှာ ရေပုံရအဖြစ်တစ်နှစ်ထဲကျော်လွန်ပြီး9နှစ်အောင်ချင်းဝင်များဖြစ်ပါတယ်။ကာလရှည်ချင်းဝင်များမှာတော့9နှစ်ထဲကျော်လွန်သောချင်းဝင်များဖြစ်ပါတယ်။အရင်းဒီဈေးကွက်မှာဘာတွေပါလဲဆိုရင်ငွေစုပန်းတွေပါမယ်၊ရင်းနှီးမြှုပ်နှံမှုပန်းတွေပါမယ်၊အာမခံကုမ္ပဏီများလည်းပါဝင်မှာဖြစ်ပါတယ်။ငွေကြေးဈေးကွက် Money Market ငွေကြီးစည်းကွက်သည်ကာလတို့ငွေချုပ်ထုတ်ချေးခြင်းငွေချေးယူခြင်းများနဲ့သက်ဆိုင်သည်ဆီယမတို့ရှိမှအရင်ကြီးဈေးကွက်မှာတော့ကာလာတို့မပါပါဘူးသူကကာလာလက်နဲ့ကာလာရှင်ငွေထုတ်ချေးခြင်းကိုပဲ ပြောခြင်းဖြစ်ပါတယ်ငွေကြီးဈေးကွက်မှာတော့သူကကာလာလက်နဲ့ကာလာရှင်မပါတော့ဘဲနဲ့ကာလာတို့ငွေထုတ်ချေးခြင်းငွေချေးယူခြင်းနေနဲ့ပဲသက်ဆိုင်မှာဖြစ်ပါတယ်ဒါလေးကိုတော့သတိထားရမှာဖြစ်ပါတယ်ကာလာတို့ချေးငွေဆိုဒီမှာတနစ်တာအတွင်းချေးငွေများမှ3လ သို့မဟုတ်တရားသည့်အတွက်ခြေငွေများသည့်ပါဝင်ပါသည်ဒီနေရာမှာဆရာမတို့တစ်နှစ်တာအတွက်လို့ပြောရမယ်ဆိုရင်อืมဘာလို့ဆိုလို့ရလဲဆိုရင်ဈေးထဲမှာဈေးရောက်တဲ့ဈေးတဲ့တရားဟာသူကအရင်ကြီးအတွက်လိုအပ်တဲ့တနည်းစာအတွက်အဲ့ငွေကြီးကို သွားချိမယ်မနေ့ပိုင်းမှာချိမယ်ညနေပိုင်းမှာအဲ့ဒီတတ်မှတ်ထားတဲ့အတိုးနှုန်းနဲ့ပြန်ပေးရတာမျိုးကိုရောင်းချပြည့်ချိန်မှာပြန်ပေးရတာမျိုးကိုတနည်းတာအတွက်ချင်းငွေလို့ဆိုလိုခြင်းဖြစ်ပါတယ်၃လဆိုတာကတော့တချို့ပစ္စည်းတွေတချို့အရာတွေကို ရောင်းနာဝယ်တာမျိုးမှာ3လပဲစောင့်မယ်3လချိန်တုန်းမှာမွေးလာပြီးတော့မယူဘူးဆိုရင်စောင့်မယ်အဲ့ဒါမျိုးတွေကိုမွေးချင်းချင်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။တရားသည်အတွက်ချင်းွေများအထီးဆိုတာကတော့တရားသည်ဆိုတာကတော့တောင်သူလယ်သမားတွေနဲ့ပြောရင်ပုံပြီးသိတာစီမှာဖြစ်ပါတယ်။အဲ့ဒီစိုက်ပြူးတဲ့သူတွေကတရားသည်သာစဘာလာအဲလာအဲ့လိုမျိုးစိုက်ပြူးတဲ့ရာသည်အတွက်တရားသည်သာအတွက်သူချင်းွေတွေကိုချိပါမယ်။အဲ့ဒီသီးနှံတွေပေါ်လာတဲ့အချိန်မှာအဲ့ဒီချင်းွေတွေကို အတို့နည်းတကွာပြန်လဲပေးဆက်ရတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ရေပုံအားဖြင့်တစ်နှစ်တည်းမကျော်လွန်သောခြေငွေများဖြစ်သည်တဲ့။ငွေကြီးဈေးကွက်တွင် ကာလာတို့ခြေငွေလုပ်ငန်းနှင့် သက်ဆိုင်သောအဖွဲ့အစည်းအားလုံးပါဝင်ပါသည်။ရက်ွက်လေးတွေခြေရွာလေးတွေမှာဆိုလို့ရှိရင်အဖွဲ့အစည်းလိုက်လေးတွေနဲ့လာပြီးတော့ငွေချေးပေးတဲ့လူတွေရှိပါတယ်။အဲ့ဒီငွေချေးတဲ့လူတွေက9လအတွင်းမှာပြန်ဆက်ရမယ်။အဲ့ဒီ9လအတွင်းမှာခြေငွေရဲ့ ဘယ်နေရာခိုင်နှုန်းကိုမှ900ခိုင်နှုန်းဆို900ခိုင်နှုန်းနော်100ခိုင်နှုန်းဆို100ခိုင်နှုန်းကိုနေချင်းနေချင်းနေချင်းပေးသွားရတာမျိုးတဲ့အဲ့လိုသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးလဲပါဝင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တဲ့စနစ်တကျဖွဲ့စည်းထားသောငွေကြေးဈေးကွက်နှင့်စနစ်တကျဖွဲ့စည်းထားခြင်းမရှိသောငွေကြေးဈေးကွက်ဟူ၍တွေ့ရပါမယ်။ဒါကလေးကဘာဖြစ်လို့ပြောတာလဲဆိုရင်ဆီယမားတို့နိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့ဆီယမားတို့နိုင်ငံမှာရှိတဲ့ငွေကြေးဈေးကွက်လေးနှစ်ခုကိုဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်။ စနစ်တကျဖွဲ့စည်းထားသောငွေကြေးစည်းကွက်တွင်ဗဟိုဘဏ်၊ကုသန်းရောင်းဝယ်ရေးဘဏ်များ၊ရော်လဲကုမ္ပဏီများ၊လက်ခံကုမ္ပဏီများ၊ဘီပွဲစားများပါဝင်ပါတယ်။ဒီမှာတော့ဘီပွဲစားရေးထားတာတကယ်တော့အများစုကကျွန်မတို့ရက်ခေါ်နေဆိုရင်တော့ဘီပွဲစားလို့ဖတ်ကြတာဘီလို့ဖတ်တာများပါတယ်။ထို့အဖွဲ့စည်းများသည့်တမိယိုးချငွေကြေးစည်းများအပြင်ကာလာတို့စာချုပ်များ၊ငွေတိုက်စာချုပ်များကုန်သွယ်မှုပြည်များရောင်းဝယ်မှုတွေကိုပါဆောင်ရွက်ကြပါသည်။ ဒါကဆ iam မတို့စနစ်တကျဖွဲ့စည်းထားတဲ့ငွေကြေးဈေးကွက်ပါစနစ်တကျဖွဲ့စည်းထားခြင်းမရှိသောငွေကြေးဈေးကွက်တွင်အပေါင်းပစ္စည်းတစ်စုံတရာဖြင့်ပစ္စည်းအမျိုးအစားပေါ်မူတည်၍အတိုးနှုန်းအမျိုးမျိုးဖြင့်ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ကြသည်ဒါကတော့ဆ iam တို့ကပစ္စည်းတစ်ခုကိုသွားပောင်းမယ်ဆိုရင်အဲ့ဒီအတိုးနှုန်းတွေကအမျိုးမျိုးရှိနိုင်ပါတယ်အပေါင်းခံတဲ့သူရဲ့အပေါ်မှာမူတည်ပြီးတော့လုပ်ငန်းရှင်မှာမူတည်ပြီးတော့၃ချက်တို့၄ချက်တို့၅ချက်တို့အဲ့လိုမျိုးအတိုးနှုန်းအမျိုးမျိုးနဲ့ငွေချေးတဲ့လုပ်ငန်းတွေကိုစုလို့ခြင်းဖြစ်ပါတယ် ဒါဆိုရင်ဆီယမ်မောက်ဒီနေ့တင်ခဲ့တဲ့သင်ခန်းစာလေးကဒီမှာပဲပြီးသွားပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်သင်ခန်းစာမှာဆီယမ်မောက်တို့တွေဆက်လက်ပြီးတော့တွေ့ကြမှာဖြစ်ပါတယ်။ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။